မလေးရှားနိုင်ငံမှာကိုယ့်ရဲ့တာသမီတွေကို international ကျောင်းထားမယ်ဆိုလို့ရှိရင်ဘလို့အချက်လက်တွေကိုပြင်ဆင်ရမလဲဆိုပြီးကျမဒီအရှိမှာ post တင်ထားတာရှိတယ်ကျမရဲ့ wall ထဲမှာလည်းပင်းထုတ်ထားတယ်เนาะမကြည့်ရသေးရင်ဝင်ကြည့်ပါအဲ့တော့နောက်တစ်ခုကပြောချင်တာကဒီမလေးရှားနိုင်ငံအတွင်းမှာရောက်နေတဲ့သူတွေပေါ့နော်ကိုယ့်ရဲ့ကလေးတွေကိုကျောင်းထားမယ်ဆိုလို့ရှိရင်တချို့ကလည်း web permit နဲ့နေကြတာရှိရဲ့မိဘနှစ်ဦးစလုံးကတချို့ကလည်းမိဘတဦးက permit ရှိရဲ့မိဘအအဖေက permit ရှိရင်မအေးရမရှိဘူးပေါ့နော်အဲအဲ့လိုမျိုးတွေပေါ့ overstay တွေဖြစ်နေတယ်အဲ့လိုလူမျိုးတွေက လာမေးကြတာများတယ်အဲသူတို့ကလေးတို့ကြောင်းထားမယ်ဆိုလို့ရှိရင်ဒီလိုဟိုအချက်လက်တွေကမပြည့်စုံဘူးဖြစ်တယ်လေဘာလို့လဲဆိုတော့မလေးရှားနိုင်ငံမှာ immigration ရဲ့ law အရာဝက်ပါမင်းရှိရတဲ့သူတွေကဒီမှာအလုတ်ပဲလုတ်ခွင့်ရှိတယ်။တန်တဲ့အခွင့်အရေးပေါ့နော်။ဒီကလေးတွေကြောင်းထားတာလေမိသားစုကိုခေါ်တာလေလုံးလုံးလုံးဝမရဘူး။အဲ့တော့ဝက်ပါမင်းတမားကတ်ထားတဲ့သူတွေက ကိုကလေးကို international ကြောင်းထားမယ်ဆိုလို့ရှိရင်အရင်ဦးဆုံး permit ကိုအရင် cancel လုပ်ရတယ်နော် cancel လုပ်ပြီးမှသာလျှင်လိုအပ်တဲ့အချက်လက်တွေကိုကြောင်းနဲ့ညှိပြီးတော့ဆက်ပြီးတော့ရှောက်ရတာပေါ့လေနော်အဲ့တော့တချို့ကလည်းလာမေးကြတယ် web permit ကို cancel လုပ်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကိုတစ်ခေါက်ပြန်ရအောင်မလားပေါ့နော်အဲဒီမပြန်မဲနဲ့ဒီမလေးရှားနိုင်ငံတွင်းမှာပဲလုပ်မယ်ဆိုရင်ရလားပေါ့အဲ့တော့မိဘနှစ်ဦးက web permit ရှိတယ်အဲ့ဒီမှာမအေရ cancel လုပ်ရမယ်ဘာလို့ဆိုတော့အများဆုံးကတော့ဟိုပါပေါ့ဒီအုတ်ထင်းသူက ဖအေနဲ့မေကနှစ်ယောက်ကတယောက်တော့ပေးရလीเนาะဒါပေမဲ့မအေက cancel လောက်တာပို့ပြီးအဆင်ပြေတာပေါ့လीเนาะအဲ့တော့မအေလောက်တဲ့လူက cancel လောက်တဲ့ဆိုရင်ဖအေက web permit ကရှိနေအောင်မယ်အဲ့တော့ဒီ application တခုလို့ရှောက်မယ်ဆိုလို့ရှိရင်ဖအေက web permit နဲ့ဆိုလို့ရှိရင်လည်းရှောက်လို့ကမရပြန်ဘူးเนาะနှစ်ယောက်စလုံးက web permit မရှိမှရတယ်အနီးတခြားသောနီးလန်းနေရတော့ အဲပြောရလို့ရှိရင်တော့ဒီကွာရှင်းကွာရှင်းစာချုပ်ပေါ့နော်အတုနယ်ပေါ့နော်အဲ့ဒါတချို့တွေလည်းတင်ကြတယ်အဲ့လိုဒီမျိုးဆိုလို့ရှိရင်ကဒီကလေးကကြောက်တက်လို့မရဘူးပေါ့လीနော်အဲ့တော့တချို့ကလည်းငွေကြီးတက်နိုင်တယ်ဒီလိုအထောက်ထားတွေကမပြည့်မစုံနေဖြစ်နေရပါပေါ့နော်အဲ့တော့ ခုနပြောသလိုမျိုးပဲကန်ဆယ်လုပ်လိုက်တဲ့မိခင်ကဒီနိုင်ငံနေပြီးထွက်သွားမှာလားဒီနိုင်ငံမှာပဲနေပြီးတော့ဒီကလေးရဲ့ဒီကျောင်းဒီ student visa ပေါ့เนาะ ਨੇ ဒီမိဘကတော့ guardian visa ရတယ်လေအုပ်ထိန်းသူ visa ရတယ်เนาะအဲ့ဒါကိုပဲမပြောင်းမနဲ့ဒီမှာဆက်လုပ်လို့ရသလားဆိုတာတွေကအကုန်လုံးကကျောင်းပေါ်မှာပဲမူတည်တယ်အဲ့တော့ကိုက ကိုယ့်ရဲ့ကလေးကိုဒီနိုင်ငံမှာ international နဲ့ကြောင်းထားမယ်ဆိုလို့ရှိရင်ကျွန်မခုပြောတာမလေးရှားနိုင်ငံအတွင်းမှာရောက်နေတဲ့သူတွေအတွက်ပြောတာပါထားမယ်ဆိုလို့ရှိရင်ကိုပြနေတဲ့ပြည်နယ်ထဲမှာရှိတဲ့ကိုကဘယ်ကျောင်းမှာထားခြင်းလဲအဲ့ကျောင်းကိုအရင်ဦးဆုံးသွားပြီးတော့စုံစမ်းပါ appointment အရင်လုပ်ပါ appointment လုပ်ပြီးတော့သူတို့ကနေပြီးတော့ဒါ appointment ရက်ကျလာလို့ရှိရင်သွားပြီးတော့တွေ့ပါကိုယ့်ရဲ့အခြေအနေအကျိုးအကြောင်းတွေကိုပုံပြောပြပါနော်ပြောလို့ရှိရင်သူတို့ကနေပြီးတော့ idea ပေးပါလိမ့်မယ်တချို့ကျောင်းတွေကဆိုလို့ရှိရင်တော့သူတို့ကျောင်းသားလိုချင်လို့ရှိရင်သေချာချာအချက်လက် တွေကိုပြည့်စုံအောင်လုပ်ပြီးလို့ရှိရင်မိဘလည်းအပြင်သွားစရာမလိုဘူးနိုင်ငံနိုင်ငံတွင်းကနေထွက်စရာမလိုဘဲဒီနိုင်ငံမှာပဲပြီးစီးသွားတာတွေရှိတယ်နော်တချို့အကြောင်းတွေကြလို့ရှိရင်လည်းအဲ့လိုမဟုတ်သူတို့ခေါင်းမစားခြင်းဘူးလုံးဝပဲလက်မခံဘူးလက်မခံဆိုညင်းလှုပ်လိုက်လိမ့်မယ်အဲ့လိုညင်းလှုပ်လို့ရှိရင်ကိုကနောက်တစ်ကြောင်းတစ်ခါပြန်ရှာရမယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုကမဖြစ်မနေပေါ့ပြန်ရမယ်ဆိုလို့ရှိရင်လည်းပြန်သွားလိုက်တာလည်းကောင်းတယ်မိဘအဲ့မအေးလို့တဲ့လူက cancel လုပ်ပြီးတော့ပြန်သွားပြီးလို့ရှိရင်အကြောင်းကဒီပေါ့နော်ဒီခေါ်စာနဲ့တစ်ခေါက်ပြန်လာလို့ရတယ်ပေါ့နော်အဲ့လိုပိုင်းနေရှိရဲ့ဖြစ်လို့အကြောင်း းနဲ့အရင်ဦးဆုံးမေးရမလဲဆိုတဲ့ခါကျတော့ဒီ student visa ရော guardian visa ရောကိစ္စအဝဝကိုအကြောင်းအရာပဲတောင်းရင်ယူလုပ်ပြီးတာပါเนาะ အဲ့ဒါအကြောင်းမလို့အာတချို့အရာတွေဆိုလို့ရှိရင်ကျောင်းကပေါ့နော်ပေမန်နေနိုင်တဲ့ဒီ immigration နဲ့သူတို့အခြေဆက်ရှိလို့ရှိရင်တော့တချို့အရာတွေကတော့နည်းနည်းငွေရတော့ပို့ပေးရတယ်အာဒီလိုမျိုးအခက်ခဲတွေပေါ့လीနော်ပုံမှန်အတိုင်းရတော့ဒီပုံမှန် procedure တိုင်းသူတို့သွားတာပါဒါပေမဲ့ကျမတို့ဒီမြန်မာအများစုမှာဆိုလို့ရှိရင်ဒီဒီ permit ကိစ္စနဲ့ overstay ကိစ္စအရင်များတယ်လीအနေနဲ့ complicated ပေါ့နော်ရှုပ်ထွေးတယ်ရှုပ်ထွေးတဲ့ခါကျတော့ဒီကျောင်းရဲ့လက်ခံမှုပေါ့လက်ခံလားမခံလားဆိုတဲ့ပုံမှာမူတည်ရယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျောင်းကို အရင်ဦးဆုံးမေးပါလို့ကျမကပြောတာပါအားလုံးအဆင်ပြေကြပါစေနော်